က်တာပေါ့အခုကြာမှာဟဲ့ငါငါငါနဲ့နာတိုင်းသိပြီဒီလူသိလာပြီပေါ့အာမမီးအားလို့ပလဲကရဲပါညာကရဲပါကြည့်ရဆိုတော့အာသူကိုယ်တိုင်လိုက်ကပြပြပြအရင် miss ပြိုင်မွဲပြိုင်တော့ဆိုလဲသူကိုယ်တိုင်အဲ့လိုတမိဒါဒီလိုရှောက်ရတယ်အဲ့လိုလုံပြအဲ့လိုခြေောက်ဒီပါခောက်တယ်အဲ့ဆိုတော့လုံးဝ supporting အပြည့်ပဲဟုတ် ဟိုအဓိကအခုဆိုအားကြနေရည်လေအဲနာမည်တိုးလို့ရှိရင်ရှေ့မှာ academy ဆိုရဲအဲ့လိုရုပ်ထုလေးနဲ့ဆိုတော့ okay အခုလဲခုနာမည်ရှေ့မှာအဲ့လိုရုပ်ထုလေးမြင်ချင်ပြီပေါ့အဲ့တော့အများကြီးစူးစမ်းရအောင်မယ်လို့ဟုတ် ကိုကြီးကျမအောင်ဆိုလို့ရှိရင်သူဆိုအားဟိုဘာပဲပြောပြောဟို next level တစ်ခုရောက်သွားတယ်ပြီးတော့ကိုကြီးလည်းတကယ်ဟိုကို့အကိုကိုကြည့်ပြီးတော့ဂုံလဲဂုံပြီးရယ်ဆိုတော့ poster မှာအထွန်းပလဲရတနာဆိုရယ်နာမည်ရှိမှလို့ရုပ်ထုလေးတစ်ခုလိုချင်နေပြီပေါ့အဲ့တော့စူးစမ်းမယ်အဲအဲ့လိုပဲ target ထားတာပါတယ်ဟုတ် ကာရိုက်တာမိတ်ဆက်လေးတိုင်းပါပဲဟိုဆက်ဆလူးနဲ့ဘူးဥငုံလေးပါလို့ဟုတ်ဒီထဲမှာကိုကအဲ့လိုငယ်ဆုံးလေးအဲအစိုးဆုံးလေးတည်ရမလားကိုရီကိုလည်းဟိုဘယ်လိုပြောရမလဲဟိုအနိုင်ကျင့်အဲတည်ရမလားအဲ့လိုမျိုးဆိုတော့ဗျာတော့မပြားပါဘူးကိုကကိုအဲအဲ့လိုငယ်ငယ်ဆိုးလေးပေါ့အဲအဲ့လိုကာရိုက်တာလေးပေါ့ဟုတ်ဟုတ်ဒီပေါက်တည်းကနမူပေါက်လားဟုတ်ရဲ့ယူနေတာအဲ့လိုယူဘယ်သူကဝတ်မှာလဲ ချပါစမ်းပါ။ဟုတ်ကဲ့။ကို၃ယောက်လောကလောကဟာတဆရာကြီးလေ။အဲ့ဒါမှမှဒါဟိုဟိုကိုကျန်းလို့ဆိုလို့ရှိရင်လေဒါဟာတပိုင်းမှာဆိုအရန်ပညာဟိုရရတယ်မမေလေးဆိုလည်းလုံးနိုင်တယ်။အဲဆိုတော့ဘလဲနေနေရကြတော့ဟိုအများကြီးဘယ်လိုပြောရမလဲ။ဟိုတို့ကြည့်ပြီးတော့ကိုကအော်ဘလူလေးလောက်သွားဘလူလေးတို့ကြည့်ပြီးတော့လေကိုကပြန်ရင်နေရတယ်ဆိုတော့လေဟိုပြောဖို့လည်းကောင်းတယ်လို့ဟိုဘယ်လိုပြောမလဲဒီကားမှာဟိုတချို့တည်ယူစရာလေးတွေလည်းရပါတယ်လို့ဟောကိုကိုတဲ့ ဒါရိုက်တာကသူကအရင်ဗလဲကိုဗလဲတဲ့ဒါကမှာတဲ့သူကအဲ့လို TikTok sample လေးပြပြဗလဲကလည်းအော် okay ပေါ့နော်ဆိုအိမ်မှာကိုယ့်ကို live ကကြည့်အကြည့်ပြီးတော့အဲ့လိုစဉ်းစားပါတော့အဲ့လိုတိတိကျကျကထက်ဆိုင်နည်းနည်းဟိုဟာတာဖြစ်တဲ့အတွက်ဗျံမတာကရပိုအဆင်ပြေပဲဆိုအာဗလဲကလည်းကဲကွာအဲ့လိုအဲ့လိုဗျံမတာပဲကမယ်ဆိုပြီးတော့အဲ့နဲ့ဟိုတကယ်တမ်းစီးမော်မှာလည်းဗျံမတာပဲကကကချွေးချွေးချွေးထွက်လည်းကပဲအဲ့လိုကတ်တီတီပဲကိုကျန်လည်းဆိုလည်းဒဗလဲကလိုက်ဝိုင်းကလိုက်ပေါ့အကုန်လုံးကအိတ်စီးပြီးွားတော့လည်းက င်းတယ်ကောင်းတယ်ဆိုဝိုင်းကြီးကြအဲ့လိုဟိုအခုထွက်လာတော့လေပြိတက်တွေလည်းအဲ့ဘိုင်းလေးထွက်လာတော့ထရိလာလေးမှာသူတို့တွေလည်းအဲ့လိုသဘောကျကြရဲ့ဆိုတော့လေအဟိုဝမ်းတာတယ်ပေါ့နော်ဟိုကိုဘာပဲပြောအခု idea လေးမှန်တယ်ပေါ့ဟုတ် ရှက်ရှက်တာပေါ့အခုကြမှာဟဲ့ငါငါငါနဲ့နာတိုက်တိပြီပြီလူတိပါပြီပေါ့အဲ့လိုအဲ့လိုလေတော့ literally ရောဖြစ်သွားပေါ့ဒါပေမဲ့ပိတ်သက်တွေကြာလဲဒါလေးကိုကြည့်ပြီးပျော်ကြရဲဆိုတော့လေအတွေ့လိုက်တဲ့ဗါလဲတရေနဲ့ပလဲဆိုလားပဲတရားတချို့တင်တာဆိုတော့လေအဲထွက်လာရင်ဗါလဲတွတ်တော့မှလည်းပြန်တင်ပါအောင်မယ်ကဲဟွာဖြစ်ရင်လဲလိုက်ကြကြပါလို့ဟုတ်အငင်း character ရများတယ်ဒီကားမှာတော်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 ရတာပါလေလို့ စ္စည်းတွေဒီရင်ထဲမှာများနေပုံထောက်ရင်တော့ပါရင်းများရင်းရှိမှချင်းတယ် ်ဟုတ်တယ်ပုံမမီးကဘလဲတက်ပူပြီးတော့သူအဲ့လိုယူသွတ်တယ်အကုံလုံးကအဲ့လိုဘလဲဘလဲကအဲ့လိုငငယ်ကလေးကတည့်ရသူဆိုလေအဲ့လိုမျိုးအကုံလုံးကဘလဲဒီအနုပညာလုပ်တယ်ဆိုမမီးလောက်ခိုင်းတယ်လို့ထင်တာမမီးလောက်ခိုင်းတယ်ထင်တာဒါပေမဲ့သူကမဟုတ်ဘူးဘလဲကိုယ်တိုင်လုံးစင်တာဆိုပြီးတော့အမမီးကအဲ့လိုဘလဲကရဲပါညာကရဲပါညာကြည့်ရဆိုအသူကိုယ်တိုင်လိုက်ကပြပြပြအရင် miss ပြိုင်မွဲပြိုင်တော့ဆိုလေသူကိုယ်တိုင်အဲ့လိုတမိဒါဒီလိုရှောက်ရအဲ့လိုလုံးပြအဲ့လို6ဒီပါခောက်တယ် အဲ့ဆိုတော့လုံးဝ supporting အပြည့်ပဲဟုတ်အဲ့အဲ့လိုတော့ဂရီတော့ပေးတာတော့မရှိပါဘူးဒါပေမဲ့မိရကတော့ဘာလုံးလုံးလုံးတိတိကျကျလုံးအဲဘယ်လိုပြောမလဲဖြစ်ကလက်ဆန်မလုံးနဲ့ပေါ့နော်အကောင်းဆုံးဖြစ်အောင်လုံးအကောင်းဆုံးကြိုးစားပေါ့နော်အဲ့ဒီပုံမှာတော့ဟို ဟိုဘယ်လိုပြောမလဲထိုက်တန်နဲ့ရလက်ရမယ်ပေါ့အဲအဲ့လိုပါပဲလဲလဲအဲ့လိုပဲခံယူထားပါတယ်အဲ့လိုကိုကကိုတားဂက်လေးနဲ့ရင်မှန်းချက်လေးနဲ့တော့သွားတာပေါ့ဒါပေမဲ့အဲ့လိုဂရိပေးထားရတယ်ပါတော့အဲ့လိုတော့မပေးထားတာတော့မရှိပါဘူးဟုတ်ဟိုအဓိကအခုဆိုအားကြနေရည်လေအဲနာမည်တိုးလို့ရှိရင်ရှေ့မှာ Academy ဆိုရဲအဲ့လိုရုပ်ထုလေးနဲ့ဆိုတော့ Okay အခုလဲခုနာမည်ရှေ့မှာအဲ့လိုရုပ်ထုလေးမြင်ချင်ပြီပေါ့အဲ့တော့အများကြီးစိုးစားရအောင်မယ်လို့ဟုတ် အခုနောက်ဆုံးဒီနှစ်ဆိုရင်ဒါဘလဲဟိုအကိုကိုကြီးချမ်းမောင်အကိုကြီးချမ်းမောင်ဆိုလို့ရှိရင်သူဆိုအားဟိုဘာပဲပြောပြောဟို next level တစ်ခုရောက်သွားတယ်ပြီးတော့ကိုကြီးလည်းတကယ်ဟိုကို့အကိုကိုကြည့်ပြီးတော့ဂုံလဲဂုံပြီးရယ်ဆိုတော့ကိုရိုင်းကလည်းအဘယ်လိုပြောရမလဲနောက်အခုဒီကားမှဆိုမမေ့လေးတို့ဆိုလို့ရှိရင်လည်းဒါဒါမမေ့လေးဆိုရာနှစ်နှစ်လောက်ရှိပြီဟုတ်ဆိုတော့ဒါဘာပဲပြောပြောအမားတို့ကြည့်ပြီးတော့ကိုကအားကြရယ်အဲ့လိုမျိုးဟိုကို့ဒီလိုမျိုး ပိုစတာတွေမှာအာထွန်ပလဲရတနာဆိုတဲ့နာမည်ရှိမှလို့ရုပ်ထုလေးတခုလိုချင်နေပြီပေါ့အဲ့တော့စူးစမ်းမယ်အဲအဲ့လိုပဲ target ထားတာပါတယ်ဟုတ်အာပရိသတ်တွေအနေနဲ့ဟာတာတရေကားလေးဆိုတော့ရီလဲဟိုရီရမယ်လို့မျှော်လင့်တယ်နောက်အဲ့လိုနာမည်လဲစမ်းတဲ့အိမ်မြောင်ဆိုဘာလဲပေါ့ဘာကားလဲပေါ့ဘလို့မှမှန်းလို့မရဘူးဘာကားဖြစ်မလဲဆိုတာတချို့ညီနာမည်နဲ့လေခက်မှန်းလို့ရရဲ့ဇက်ကိုဒါမဲ့အိမ်မြောင်ဆို ဘာလဲပေါ့နော်ဆိုတော့လာကြည့်ကြပါအာ plot twist လေးလည်းရှိရယ်ပြဿနာရှိလဲရှိရမယ်အာအကုန်လုံးအများကြီးစူးစမ်းထားပါရယ်ပြီးတော့ဘလဲကိုလည်းတော်တော်ဆက်ဆလူးထားတဲ့ character အနေနဲ့မြင်ရမှာပါလို့ပြောချင်ပါရယ်ဟုတ်